ကွေးတိုင်းအညာဒေတာက PDF အဖွဲ့ကတိုက်ပွဲတွင်တုံးဖို့မောင်းသူမဲကတီထွင်အောင်မြင်တဲ့အကြောင်းကိုတက်ဆက်ပေးပါမယ်။မကွေးတိုင်းတွင်အညာဒေတာဆိုင်တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတိုက်ပွဲတွင်မှာတုံးပြဖို့မောင်းသူမဲကရေယိုကိုထိုကာအစီကာကိုတီထွင်အောင်မြင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကသူတို့ရဲ့လူမှုကွေရဲ့စာမျက်နှာကနေထုတ်ပြန်ပြသခဲ့ပါတယ်။တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကတော့အစီကာကိုအချက်ပတ်စက်ကောက်စီတက်တဲ့ တိုက်ခိုက်တဲ့တိုက်ပွဲတွေမှာအသုံးပြုဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်ပထမဆုံးကဆိုတော့စက်တက်ပြဆိုင်ရင်က6လလောက်ကြာခဲ့ပါတယ်လို့ပြောလာပါတယ်အဆိုပါမောင်းသူမဲ့ကာကွန်2024ခုနှစ်နိုဝင်ဘာလမှာတည်ထွင်အောင်မြင်ခဲ့ပေမယ့်အခုမေလ26ရက်နေ့မှာကိစ္စကိုချပြခဲ့ရလို့ပြောလာပါတယ်တပြီတော့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ခေဆောင်ဟာတိုက်ပွဲတွေထဲမှာကျွန်တော်တို့တော်လန်ရဲဘော်တွေလူသားအရေးမြင့်တွေဆုပ်ရှုပ်ထိခိုက်မှုနည်းအောင်ဤပညာနဲ့တိုက်ခိုက်တဲ့ပွဲတွေဆင်နွှဲနိုင်မှုရည်ရွယ်ခဲ့တာပါအစစ်မြင့်နဲ့အဝေးထိန်ကွန်ထရိုးတွေ ထပ်ပြီးအစမြင်နိုင်တော့အဝေးကြီးထိမောင်းနေနိုင်မှာပါ အခုကတော့ control ကိုင်နေသူနဲ့ကအရန်ဝေးရတော့မရပါဘူးအကွာဝေး area ထူရင်မီတာတစ်ဆောင်းလောက်ထိပဲရသူ့ပေါ်မှာတင်မဲ့လက်နဲ့ပြစီပြမပါသေးပါဘူး3300လောက်ကုန်ကြခဲ့တယ်လို့ပြောလာပါတယ် drone မှာလည်းရှိတဲ့ငွေကြေးလေးနဲ့ကိုတက်နိုင်တာလောရတာဆိုတော့ထပ်ပတ်မှုအကောင်းလာရင် auto gear စနစ်မဟုတ်တဲ့ remote နဲ့ထိန်းချုပ်မောင်းနေနိုင်တဲ့ RC ကားကြီးတွေထိအောင်ထုတ်လုပ်နိုင်တယ်လက်နဲ့တွေ့တင်ပြီးတော့လဲသူတို့ဂိမ်းနာထိတွားပြီးတော့ remote နဲ့ဖြတ်ခတ်နိုင်တယ်လို့ပြောလာပါတယ် ဆိုပါအာစီကားတွေတွင်တွင်ကျကျထုတ်လုပ်အသုံးပြုနိုင်ဖို့အတွက်လည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အဖြစ်တခြားမဟာမိတ်အဖွဲ့တွေပြည်သူလူထုရဲ့ပံ့ပိုးမှုတွေကိုလည်းမျှော်လင့်နေလို့သူကဆက်ပြောပါတယ်အဆိုပါအာစီကားအပေါ်မှာတင်ဆောင်မဲ့တက်ကြိုက်ရေးသောလက်နက်ပစ္စည်းတွေလိုအပ်နေသေးတယ်လို့လည်းပြောပါတယ်အာစီကားထုတ်လုပ်မှုကိုစင်ဝင်စားပြီးဆက်အောင်နာရှင်တော်လိုင်းရင်းမှာအမှန်တကယ်လောက်ကိုင်းနေကြတဲ့တော်လိုင်းရင်းအဖွဲ့တွေကိုလည်းနေပညာဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့တပြေတော့ပြည်သူကောက်ွယ်ရေးတပ်ဖွဲ့စီကနေသိရပါတယ်